မတ်လ16ရက်နေ့မွန်လပိုင်းကရွမ်လုံးကျွနေပါမီလောင်ခဲ့တဲ့မကွေးမြို့နယ်ကန်သာလေးအုပ်စုညောင်ပင်သာကြေးရွာကို11 Media Group နဲ့စေတနာရှင်အလူရှင်တွေကရေလူဒန်းမှုအစီအစဉ်မှာနေ့စဉ်ရေကာလန်တပေါင်းကျော်ကိုရက်30စက်တိုက်လူဒန်းလျက်ရှိပါတယ်။အဆိုပါကြေးရွာမှာမီးဖို့ပြားကိုနချေချင်းတဲ့သို့စွန့်ပြရမှာတစ်ဆင့်မီးစတင်လောင်ကျွမ်းခဲ့ရာလူနေအိမ်180ကျော်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။လက်ရှိမှာတော့လူဦးရေ800ခန့်အဲ့ဒီကြေးရွာရွာဦးဖုံးတော်ကြီးကျောင်းနဲ့စာတင်ကျောင်းတွေမှာယာယီနေထိုင်လျက်ရှိပါတယ်။ အဲ့ဒီကြေးရွာဟာနွေရသည့်ရောက်တိုင်းတောက်သုံးရဲ့အခက်ခဲကြုံတွေ့ရလိမ့်ရှိပြီးယခုအခါမီးလောင်မှုကြောင့်တောက်သုံးရဲ့အခက်ခဲတိတိကျကျစွာကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါကြောင့်11 Media Group နဲ့စင်နာရှင်အလှူရှင်တွေကအဲ့ဒီကြေးရွာရဲ့မီးလောင်ပြင်းနဲ့မီးပြင်းမှလွတ်မြောက်ခဲ့တဲ့နေအိမ်တွေအနီးရေကာလန်600ဆန့် Fiber ရေတိုင်ကြီးလေးလုံးနဲ့မီးပြင်းသင့်ပြည်သူများယာယီနေထိုင်တဲ့ဖုံးတော်ကြီးကျောင်းများရှိအုတ်ကန်တွေထဲကိုကားတွေနဲ့နေစဉ်အဆက်မပြတ်ရေတဲယူဖြည့်ဆည်းပေးလျက်ရှိပါတယ်။လက်တလောရက်30ဇက်တိုက်လူတန်းမှုပြုလုပ်ဖို့ရာထားပေမဲ့လိုအပ်ရင်လိုအပ်သလို ရေဆက်လက်လှူဒန်းပေးသွားမှာလည်းဖြစ်ပါတယ်။ Level Media Group နဲ့ Sinarshin Solution တွေရဲ့ရေလှူဒန်းမှုစီစဉ်မှာမကွေးတိုင်းစေလုံးတရာမြို့နယ်ကြောက်ပုံခဲပြစ်ကြီးရွာနဲ့တောင်တွင်းကြီးမြို့နယ်မင်းရွာကြီးရွာတို့မှာအဝီးစည်းစိတ်ရည်တွင်များလှူဒန်းတူဖို့အောင်မြင်ခဲ့ပြီးလက်ရှိမှာတော့မကွေးညောင်ဦးမြိုင်6မြို့နယ်တွေမှာအဝီးစည်းစိတ်ရည်တွင်15တွင်တူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။